ယ်တနင်္ဂနွေသားမြများရဲ့အခုရောက်ရှိနေတဲ့ master ရဲ့အဲအခြေရေးအိမ်တော်ရဲ့အခြေအနေလေးကိုကျွန်တော်တို့စပြီးတော့ကြည့်လိုက်ကြရအောင်ဗျာကိုချေရတော့သူဟာကိုနဲ့အဝေးဆုံးကို ရောက်သွားတယ်လို့ပြောရတဲ့နမိတ်ပုံကိုပမောက်လွန်စားပြီးတော့တွေ့ရပါတယ်။အဲတော့ကိုချစ်သူကိုရဲ့အိမ်တော်ပဲကိုရဲ့နှလုံးသားရဲ့အရင်းဒီဆုံးသူဟာကိုနဲ့အဝေးဆုံးနေရာကိုရောက်ရှိသွားတယ်သို့မဟုတ်အဝေးဆုံးနေရာကိုထွက်ခွာသွားတယ်ဆိုတဲ့နမိတ်ပုံပါ။ဒါပေမဲ့များသောအားဖြင့်တော့ကောင်းသောထွက်ခြင်းပေါ့နော်ကောင်းသောစွန့်ခြင်းမျိုးနဲ့စွန့်ခွာခြင်းထွက်ခွာခြင်းလိုလည်းပဲပြောလို့ရပါတယ်။နောက်တစ်ခုစဉ်းစားကြရတခုရှိတာကတချို့သောတနင်္ဂနွေသားမျိုးတွေကြတော့ အဲလူချင်းဝေးသွားပြီးတော့ခွဲခွာသွားတာမျိုးဖြစ်နိုင်တယ်လို့တချို့သောတနင်းဝေးသားပြည်များကလူချင်းနီးနေပါရက်နဲ့စိတ်ချင်းဝေးသွားတဲ့ပုံစံမျိုးလေးတွေလည်းပဲဖြစ်တတ်တယ်လို့ဆိုရမယ့်အနေအထားမျိုးကိုတွေ့ရပါတယ်။နောက်တချို့သောတနင်းဝေးသားမျိုးတွေကြတော့အချစ်ရေးတို့အိမ်တော်ရေးတို့လော်ကီရေးရာတွေကိုနည်းနည်းစိတ်ကုန်ပြီးတော့အဲ့အရာတွေကိုကြောက်ခိုင်းပြီးတော့ဘာသာရေးဘက်တို့ တရားဓမ္မဘတ်တို့ကိုလိုက်စားသွားနိုင်တဲ့ပုံစံမျိုးလိုလည်းပဲဆိုလိုရတဲ့နမိတ်ပေါ်မှာပရောင်တို့ကြားခဲ့တဲ့ကတ်ကဟာမစ်လို့ခေါ်ပါတယ်ယက်တိကတ်ဖြစ်ပါတယ်เนาะဒါဟာဘာသာရေးနဲ့ပတ်သက်တဲ့ကတ်ဖြစ်သလိုဆွလို့ခြင်းတို့စွန့်ခွာခြင်းတို့နဲ့ပတ်သက်တဲ့နမိတ်ပုံလည်းပဲဖြစ်နေပါတယ်เนาะအဲ့တော့ဒုတိယကတ်ကိုကျွန်တော်ဆက်ပြီးတော့ကြည့်ပေးပါအောင်မယ်เนาะဒုတိယကတ်ကကောင်းသောပြောင်းလဲခြင်းနေနဲ့ပတ်သက်တဲ့နမိတ်ပုံလို့ပြောလို့ရပါပဲတချို့သောတနင်္ဂနွေသားမီးများအနေနဲ့ အစင်မပြေတဲ့အခြေရေးတို့အိမ်တော်ရေးတို့ဘက်ကနေပြီးတော့အဲအပြန်အလှန်အဲနားလည်မှုတွေရရှိပြီးတော့ကောင်းမွန်တဲ့ဆက်ဆံရေးတွေကောင်းမွန်တဲ့အစဉ်ပြေမှုတွေရလာနိုင်တဲ့အနေအထားမျိုးကိုလည်းပဲတွေ့ရပါတယ်။နောက်ဆုံးတက်ကကျွန်တော်ထပ်ပြီးတော့ကြည့်ပြပါဦးမယ်။နောက်ဆုံးကကတော့သူကဘယ်လိုပြောလဲဆိုအသိဉာဏ်တို့အတွေးခေါ်တို့နဲ့ပတ်သက်တဲ့ကံမျိုးကိုသူကရည်ညွှန်းထားတာဗျာ။ အဲ့တော့ပုံမူပြီးတော့ရင်းကျက်တည်ငြိမ်မှုရှိသွားတာတို့ပုံမူပြီးတော့နားလည်မှုတွေရသွားတာတို့ကောင်းမွန်တဲ့ဆက်ဆံရေးအခြေအနေမျိုးကိုရည်ညွှန်းထားတဲ့ဒါပုံစံမျိုးလို့ပြောလို့ရတဲ့နမိတ်ပေါ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကတနင်္ဂနွေသားမြတ်တဲ့အခြေရေးအိမ်အောင်ရေးအတွက်ရည်ရွယ်ပြီးတော့ဒါတေရော့ကတ်ချိုးကြည့်တဲ့အခါမှာပထမကတ်ဒုတိယကတ်သုံးကတ်သလုံးဟာတတိယကတ်ဒီသုံးကတ်သလုံးဟာသူ့အနေနဲ့သူကောင်းတဲ့နမိတ်ပုံတွေကြီးပဲကြနေပါပဲเนาะအဲ့ဒီကြနေတယ်ဆိုတဲ့အထက်မှာသူက အဲနန္ဒလီတော့ဘာသာရေးဘက်ကိုပါနေတဲ့ပုံစံမျိုးလေးလည်းဖတ်တွေ့ရတယ်ဗျာနံပါတ်5ယတိကတ်ဆိုတာပါတယ်နောက်နံပါတ်5ဖုံးကြီးကတ်ဆိုတာပါလေပေါ့အလယ်မှာတော့နံပါတ်30ပေါ့နော်သူကကန်ချမာ level ကတ်ကိုကြားထားတာပေါ့နော်အဲ့တော့ပြောချင်တဲ့သဘောကတော့တနင်္ဂနွေသားသမီးများတွေဟာတနင်္ဂနွေသားသမီးများဟာဒီခုကြောင်းနေတဲ့ master အတွင်းမှာပေါ့နော်သူကဘယ်လိုပြောမလဲဆိုတော့ချစ်ရေးဆိုပေမဲ့နန္ဒလီသူကသွေးပူနေတဲ့ချစ်ရေးမျိုးနောက်တအားကြီးနှွေးထွေးတရာတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ပေါ့ရင့်ကျက်တည်ငြိမ်တဲ့အဲမေတ္တာတရားကိုအခြေခံတဲ့အခြေရေးပုံစံမျိုးအနေထားမျိုးတွေကိုကြုံတွေ့ရနိုင်တယ်လို့ဒါတေရောကကနမိတ်ပုံရတွေ့ရပါတယ်ဒီအခြေအနေတစ်ခုကိုကောင်းခြင်းဆိုးခြင်းရဲ့လို့တော့ဘာမှသိပြီးတော့ကျွန်တော်ကမှတ်ချက်ပေးလို့မရပါဘူးပေါ်ပေါက်လာတဲ့အနေထားကိုပဲကျွန်တော်ကရည်ညွှန်းပြီးတော့ပြောပြပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျာကတော့ဥစားပထမကျွန်တော်ကတနင်္ဂနွေသားမိများတွေဒါအခြေအနေအင်တာဗျူးအခြေအနေလေးကိုဟောပြတာပါခင်ဗျာသားသမီးများရဲ့ ဒီအခုမတ်လတလတာရဲ့အခြေအနေအိမ်အောင်ရဲ့အခြေအနေလေးကိုစတင်ပြီးတော့ကျွန်တော်တို့ကြည့်ရှုလိုက်ကြရအောင်ပါ တနင်္လာသားသမီးများရဲ့အခုရောက်ရှိနေတဲ့မတ်စတာတလာတာရဲ့အခြေရေးအိမ်အောင်ရင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်ကြည့်ရှုလိုက်တဲ့အခါမှာတေရောတက္ကနမိကနံပါတ်5ပေါင်းစည်းခြင်းလို့ခေါ်လို့ရတယ်နမိတ်ပုံကိုဖတ်တွေ့ရပါတယ်အဲဒီလိုတေရောကက်ကဲနမိတ်ပုံကကွဲကွာနေတဲ့သူတွေပြန်လည်ပေါင်းစုံစည်းရတဲ့ပုံစံမျိုးနောက်အစင်မပြေပါဘူးလို့ဆိုတဲ့ပေါ့နော်အခြေရေးအိမ်အောင်ရင်းနဲ့ပတ်သက်တဲ့သူတွေကပြန်လည်ပြီးတော့ ေကောင်းမွန်တဲ့ဆက်ဆံရေးတွေအဆင်ပြေမှုတွေကိုရရှိလာနိုင်တဲ့ပုံစံမျိုးလို့ဒါပြောလို့ရတဲ့နမိတ်ပုံပဲဖြစ်ပါတယ်။နောက်တစ်ခုကအခြေရေးတို့အိမ်တော်ရေးတို့မှာအဆင်မပြေမှုတွေရှိခဲ့မယ်ဆိုရင် လူကြီးမိဘဆရာသမားလိုပုံကိုယ်တွေရဲ့ဈာဝင်စိတ်သက်ပြီးမှုနဲ့တူပြန်လည်ပြီးတော့အဲပြည်လဲစေနိုင်တဲ့ပုံစံမျိုးလို့လည်းပဲဒါတေရောကကနမိတ်ပုံအရပြောလို့ရပါတယ်။ဆက်လက်ပြီးတော့ဒုတိယကလေးကိုကျွန်တော်ကြည့်ပေးပါမယ်။ ဒီဒုတိယကတ်ကလည်းပဲဒါချစ်သူလူကတ်ကိုကြာနေတာအကြောင်းပေါ့နော်အထူးသဖြင့်တော့အိမ်တော်ရေးဆိုတာတဲ့အချစ်ရေးနဲ့ပတ်သက်တဲ့အခြေအနေတွေမှာဒါသမီးသားတွေဈာထဲမှာချစ်သူရေးသားတွေဈာထဲမှာပူမူကောင်းမွန်တဲ့ဆက်ဆံရေးတွေအဆင်ပြေမှုတွေနှွေးထွေးတာယာမှုတွေကိုရရှိလာနိုင်လိမ့်မယ်လို့လည်းပဲပြောလို့ရပါတယ်အဲဆက်လက်ပြီးတော့တတိယကတ်လေးကိုကျွန်တော်ကြည့်ပြပါဦးမယ် တတိယကပ်ကလည်းပဲသူကမေတ္တာတရားနဲ့ငြိမ်းချမ်းမှုကိုကိုးစားပြုရတဲ့ကပ်ဖြစ်တာဖြစ်တဲ့အတွက်အချီးရင်နဲ့ပတ်သက်တော်၎င်းအိမ်အောင်ရင်နဲ့ပတ်သက်၍တော်၎င်းစိတ်ချမ်းသာမှုတွေကိုရရှိလာစေနိုင်လိမ့်မယ်လို့ပြောလို့ရတဲ့နမိတ်ပုံကိုပဲထပ်ပြီးတော့တွေ့ရပါတယ်။ဒါမှမဟုတ်တေရောကပ်ကနမိတ်ပုံတွေအများဆိုလို့ရှိရင်တော့တနင်္လာသားမီးများရဲ့ဒါအခု မတ်စတာကလာတာပေါ့နော်အချီးရင်အိမ်အောင်ရင်နဲ့ပတ်သက်တဲ့အခြေအနေတွေအားလုံးဟာများသောအားဖြင့် ကောင်းမွန်ပြီးတော့အစဉ်ပြေစေနိုင်လိမ့်မယ်ဒါအချိန်ကာလလာပိုင်းချားကိုရောက်ရှိနေတယ်လို့ဒါကျွန်တော်နေနဲ့တွေ့ရပါတယ်။ကြတာကတော့အခြေရေးအိမ်သားတွေအတွက်တည်တံ့ဟောတန်းလေးပဲဖြစ်ပါတယ်။အင်္ဂါသားမီးများရဲ့အခုမတ်စတာတလာတာအခြေရေးအိမ်သားတွေအခြေအနေလေးစပြီးတော့ကျွန်တော်တို့ဒါထဲတော့ကလေးနဲ့ကြည့်လိုက်ကြပါဦးကြာ။ အင်းငါသားသမီးများကတော့အခုဒီရောက်နေတဲ့၃လပိုင်းထဲမှာပေါ့နော်အချီရေးမှာစစ်ခင်းနေရတဲ့ပုံစံမျိုးဖြစ်နေလိမ့်မယ်လို့တွေ့ရပါတယ်နော်စစ်ခင်းနေရတယ်ဆိုတာကတယောက်နဲ့တယောက်မတည်ဘူးအဆင်မပြေဘူးဖြစ်နေတယ်လို့ပြောဆိုခြင်းပဲဖြစ်ပါတယ်ဒါမှမဟုတ်ဒါအင်းငါသားသမီးတော်တော်များများဟာဒီရောက်နေတဲ့၃လပိုင်းထဲမှာဒါအဆင်မပြေတဲ့မตายရတဲ့အိမ်တော်ရဲ့အခြေအနေမျိုးတွေကိုကြုံရတတ်တယ်တယောက်နဲ့တယောက်ခြားထဲမှာ ပြဿနာတွေအဆင်မပြေမှုတွေနားလည်မှုလွဲပြားတွေစိတ်ဝမ်းခွဲမှုတွေကြုံရတာပါတယ်။ဒါအပြင်တခြားတခြားသောဘေးအနှောက်အယှက်အတိုက်အခိုက်တွေလည်းပဲအိမ်တော်ကြီးအခြေရေးတွေမှာဒီဝင်ရောက်ပါဝင်လာနိုင်တဲ့အနေအထားမျိုးတွေကို တွေ့ရပါတယ်เนาะဒါမလို့ဘေးအနှောက်အယှက်တွေကြောင့်လည်းပဲအဆင်မပြေမှုတွေပိုဆိုးမသွားရလေအောင်ဂယုဆိုင်ဖို့လိုလိမ့်မယ်လို့ပြောချင်ပါတယ်။အဲ့တော့ဒုတိယကလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်ပြပါမယ်เนาะ ဒုတိယကတ်ကအလှည့်အပြောင်းတွေနဲ့ပတ်သက်တာအပြောင်းလဲတွေနဲ့ပတ်သက်တဲ့နမိတ်ပုံပြောလို့ရပါတယ်ဒါမလို့တချို့သောအင်္ဂါသားမိများဟာအခုဒီ၃လပိုင်းထဲမှာအချီရီတို့အိမ်တော်ရီတို့မှာမထင်မှတ်တဲ့အချိုးကွေတွေမမျော်လင့်တဲ့အချိုးကွေတွေအပြောင်းလဲတွေကြုံတွေ့ရတတ်ပါတယ်အဲ့တော့အဲ့ဒီအခြေအနေတွေကတချို့သောသူတွေအတွက်အဆိုးဖြစ်နိုင်တယ်လို့တချို့သောသူတွေလည်းပဲအကောင်းဖြစ်နိုင်တယ်လို့တွေ့ရပါတယ်အားလုံးနဲ့တူညီတဲ့အချက်တစ်ခုကိုပြောမယ်ဆိုလို့ရှင်တော့ အခြေရေတို့အိမ်တော်ရေတို့မှာလှည့်သားမှုတွေလိန်ညာမှုတွေခံရတတ်တဲ့ပုံစံမျိုးကိုတွေ့ရပါတယ်။လှိုးဝဲမှုတွေဖုံးပွယ်မှုတွေမပွင့်လင်းမှုတွေတန်ပတ်တဲ့ဓမ္မိပုံမျိုးလို့ဒါဒုတိယကပ်ကိုကျွန်တော်အနေနဲ့တွေ့ခဲ့ရတာပါ။အဲ့တော့နောက်ဆုံးတဲရော့ကပ်လေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်ပြပါဦးမယ်။ကွဲလာဆိုတော့လည်းမကွဲဘူးပေါ့เนาะအပြီးပြတ်သွားတာလို့ကွဲသွားတာလို့မဟုတ်ပဲねအစင်ပြေလာဆိုတော့လည်းအစင်မပြေဘူးလို့ပြောရမယ့်ပုံစံမျိုးကို ဒါအင်္ဂါသားသမီးတော်တော်များများကဒီ၃လပိုင်းထဲမှာကြုံတွေ့လာရနိုင်ပါတယ်။တဲရော့ကတ်တွေကျွန်တော်ကြာမယ်ဆိုလို့ပထမဆုံးကြားခဲ့တဲ့ကတ်ကစည်ရထားကတ်ကိုကြားပါတယ်။နောက်မှော့စရာကတ်ကိုကြားတယ်။နောက်ဆုံးကတ်ကတောက်ထိုးတွဲလောင်းဆွဲခံရသူဆိုတဲ့ကတ်ကိုကြားပါတယ်။ဒါကြောင့်မလို့တဲရော့ကတ်တွေကအစိုးအညာဘက်မှာတော်တော်လေးအလေးသာနေတဲ့ပုံစံမျိုးကိုတွေ့နေရတာဖြစ်တဲ့အတွက်အင်္ဂါသားသမီးတော်တော်များများရဲ့အခြေအနေအင်တော်ကြီးဟာအခုလိုပုံစံနေပဲကြုံတွေ့နေရနိုင်တယ်လို့ဒါဒီ၃လပိုင်းအတွက်ကိုကျွန်တော်ဟောပြလိုက်ပါတယ်။အဲ့တော့ ဗုဒ္ဓဘူးသားသမီးများတွေအခုရောက်ရှိနေတဲ့မက်စလာတလာတာအချီအိမ်တော်ကြီးနဲ့ပတ်သက်တဲ့တည်တံ့ဟောစရံလေးကိုကျွန်တော်ဟောပြောပြမှာဖြစ်ပါတယ်။ဗုဒ္ဓဘူးသားသမီးများရဲ့ဒီခု၃လပိုင်းရဲ့အချီအိမ်တော်ကြီးအခြေအနေဒီဘယ်လိုရှိနေပါသလဲကျွန်တော်တေရော့ကလေးနဲ့ဒါပြင်ပြီးတော့ကြည့်ရှုလိုက်ကြရအောင်ဗျာ။ ဗုဒ္ဓဟူးသားသမီးများရဲ့အခြေအိမ်အိမ်တော်ရင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်ဒါတွေ့ရတာကတော့ပေါ့နော်ကိုချစ်တော်သူဒါကိုရဲ့အဲချစ်သူသူမောအိမ်တော်ဘက်ပေါ့ကိုနဲ့ဒါနှလုံးသားချင်းပေါ့အရင်ဒီဆုံးသူဟာအဲကိုနဲ့ဝေးတဲ့နေရာကိုခိတ္တယာယီအားဖြင့်ပဲဖြစ်ဖြစ်ရေရှည်နေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဒါသွားတဲ့ပုံစံမျိုးပေါ့တွေ့ရပါတယ်အဲ့တော့ ဲလူချင်းဝေးကွာသွားတာမျိုးရှိတယ်လို့တချို့သောသူတွေကြတော့လည်းပဲလူချင်းနီးနေရတဲ့စိတ်ချင်းဝေးသွားနိုင်တဲ့ပုံစံမျိုးလေးတွေလည်းပဲတွေ့ရပါတယ်။နောက်တစ်ခုကကိုကျစ်သူကိုအိမ်နာဘက်ကဘာသာရေးဘက်ကိုပို့ပြီးတော့အာယုံဆိုင်နေတဲ့ပုံစံမျိုးတို့တော့ဘဝတိုးတက်အောင်မြင်ရေးအတွက်ပေါ့နော်အလုံးတွေကိုပို့ပြီးတော့အာယုံဆိုင်လာတဲ့ပုံစံမျိုးတွေကိုလည်းပဲဒီကြော့ကခန္ဓာမိတ်ပေါ်ရပြောလို့ရပါတယ်နော်ဆက်ပြီးတော့ကျွန်တော်ကြည့်ပြပါဦးမယ်။ ဆက်ပြီးတော့ကြီးခဲ့တဲ့ဒုတိယကတ်ကဲတတိယကတ်ကဲအနေအထားတွေကိုချိန်ကြည့်မယ်ဆိုလို့ရှိရင်ဒါဒုတိယကတ်ကတော့အပြောင်းလဲတွေပေါ့နော်ဖြစ်လာနိုင်တဲ့ပုံစံမျိုးတွေကိုလည်းပဲတွေ့ရပါတယ်အဲ့တော့အပြောင်းလဲဆိုတာကဘလို့အပြောင်းလဲဆိုတော့နှစ်မျိုးပြောလို့ရပါတယ်တချို့သောသူတွေကတော့တော်တော်ဆူဆူဝါဝါအဆင်မပြေပါဘူးဆိုတဲ့အခြေအနေကနေပြီးတော့နည်းနည်းအဆင်ပြေလာနိုင်တဲ့ပုံစံမျိုးပေါ့နော် အဲ့လိုပြောလို့ရတယ်။တချို့သောသူတွေကြတော့လည်းပဲနည်းနည်းလေးအဆင်မပြေပါဘူးဆိုတဲ့အခြေအနေကနေပြီးလို့ရှိရင်ပိုဆိုးသွားနိုင်တဲ့အခြေအနေမျိုးပို့ပြီးတော့အဆင်မပြေမှုတွေဖြစ်လာနိုင်တဲ့ပုံစံမျိုးတွေဖြစ်လာနိုင်ပါတယ်။ထပ်ပြီးတော့ကျွန်တော်ပြောဦးမယ်ဗျာတချို့သောဘုဒ္ဓဟူသားမျိုးတွေကြတော့အဆင်ပြေလိုက်မပြေလိုက်ဆိုတဲ့ပုံစံမျိုးတွေလည်းပဲဒီအချိန်ကာလပိုင်းခြားဒီလပိုင်းခြားတွေမှာ ကြုံတွေ့ရတာပါတယ်เนาะနောက်ဆုံးတဲရော့ကတ်ကတော့ကိုယ့်ရဲ့ခြေသူကိုယ့်ရဲ့အိမ်နာဘက်ကကျမ်းမာရေးကိစ္စဒီနဲ့ပတ်သက်ပြီးတော့လည်းပဲအဲစိတ်ညစ်ရနိုင်တဲ့ပုံစံမျိုးလေးတွေကိုတွေ့ရပါတယ်เนาะနောက်ဒီနေရာမှာတဲရော့ကတ်ကနံပါတ်ပုံကပေါ့เนาะတအူးနဲ့တအူးခြားထဲမှာအထီမြင်လွဲမှားမှုတို့နားလည်မှုလွဲမှုတို့စိတ်မပြေမှုတို့လည်းပဲအဲဖြစ်တာတိုင်းနဲ့ပုံစံမျိုးလေးတွေကိုကြုံရတတ်ပါတယ်ဒီအခြေအနေလေးတွေကိုလည်းပဲ အယူဆိုင်ဖို့သတိထားဖို့လိုပါတယ်။ဒါမှမဟုတ်ဗုဒ္ဓဘူးသားသမီးများရဲ့အခုဒီမတ်လရဲ့အခြေရေးအိမ်အောင်ရဲ့အခြေအနေကိုကျွန်တော်ကကောင်းတယ်လို့လည်းပဲမဆိုသာသလိုလုံးဝမကောင်းပါဘူးလို့လည်းပဲပြောလို့မရဘူးပေါ့နော်။နည်းနည်းလေးအကောင်းအဆိုးကရောထွေးနေတဲ့ပုံစံမျိုးလို့ပဲကျွန်တော်အနေနဲ့တော့ယူဆပါတယ်နော်။ဒါကတော့အခြေရေးအိမ်အောင်ရင်းနဲ့ပတ်သက်တဲ့တိတက်ဟော့စတန်လေးကိုကျွန်တော်ဟောပြောပေးတာဖြစ်ပါတယ်။အဲတော့လူများကိုကျွန်တော်ကခြုံငုံပြီးတော့ နေသားလိုက်ဟောပြောတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဟောချက်တွေကအားလုံးနဲ့တော့ထပ်တူကြားချင်းမှကြားပါလိမ့်မယ်နော်အဲ့တော့ဒါဗီဒီယိုဂိုင်းလေးကိုအဆုံးထိကြည့်ပြတဲ့ကြည့်ကြည့်တင်ပါတယ်ကျလာပရိသားမီးများတွေအခုရောက်ရှိနေတဲ့မတ်စတာကလာတာရဲ့အချီအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့ဒါသီတန်ဟောစတန်လေးကိုကျွန်တော်ဟုတ်ပြောပြမှာဖြစ်ပါတယ်အချီရင်အင်အောင်ရင်းနဲ့ပတ်သက်တဲ့တီတန်ဟောတာလေးကိုကျွန်တော်ကဒါဒေရော့ကတ်နဲ့ပဲ ော်ပြောပြမှာဖြစ်ပါတယ်ကျွန်တော်တို့ကြာလာပေးသားမိမရဲ့မတ်စလာတလာတာရဲ့အခြေအိမ်တော်ကြီးအခြေအနေလေးကိုတဲတော့ခါလေးနဲ့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ကြာအစင်မပြေမှုတော်တော်များများကိုကြာတာရိသားမီးတွေဟာကြုံတွေ့ရနိုင်တယ်လို့တွေ့ရပါတယ်။တယောက်နဲ့တယောက်ကြားထဲမှာမာမာနာနေမလျှော့ခြင်းမှုပေါ့နော်။အဲ စတနာတွေကပူ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 ပြီးတော့တိုးလာစေနိုင်တဲ့ပုံစံမျိုးကိုသတ်တွေ့ရပါတယ်။အဲ့တော့ရံဖြစ်တဲ့စကားများတဲ့အဲတယောက်တစ်ယောက်ကြားထဲမှာပေါ့နော်။အဲအလျှော်မပေးခြင်းဘူးပေါ့နော်။အဲအဲ့လိုပုံစံမျိုးတွေကိုအဖြစ်များနေတဲ့အနေအထားကိုသတ်တွေ့ရပါတယ်။ဒါမလို့ဒါပထမဆုံးကြားခဲ့တဲ့ကက်ကဲအနေအထားတိုင်းဆိုရင်နော်ခြားသာပေးသာသီများရဲ့ဒီမတ်တာရဲ့အခြေရေးအင်အားရေးခြင်းတွေကတော်တော်လေးဒါဖိညာစရာကောင်းနေတယ်ပေါ့နော်။ပြဿနာတွေအစစ်မပြေမှုတွေ များနေနိုင်တဲ့အနေအထားမျိုးလို့သတ်တွေ့ရပါတယ်။ထပ်ပြီးတော့နောက်တစ်ခါကျွန်တော်ကြည့်ပေးပါမယ်။အဲ့တော့တရားနဲ့တရားကြားထဲမှာလှုပ်ဝဲမှုတွေဖုံးကွယ်မှုတွေမပွင့်လင်းမှုတွေလည်းပဲတအားများနေနိုင်တဲ့ပုံစံမျိုးကိုတွေ့ရပါတယ်။ဒီတဲ့ကိုပြောမယ်ဆိုတော့တဦးပေါ်တူတန်တရားစိတ်တွေများနေတာတို့နော်။နောက်ဆွဆွဲပြောဆိုတာတို့ညှို့ညင်တာတို့အပြစ်တင်တာတို့အဲ့ဒါတွေလည်းပဲတအားများနေနိုင်ပါလေ။ နောက်တစ်ခုကချီရီတို့အိမ်ဆောင်ရီတို့ဘက်ကိုတခြားသူတဦးတယောက်ပဲအနှောက်အယှက်တွေလည်းပဲဝင်ရောက်လာနိုင်တဲ့ပုံစံမျိုးလို့ပြတွေ့ရပါတယ်အဲ့တော့အဲ့ဒီအချက်လေးတွေကိုဂယူဆိုင်ဖို့လိုပါတယ်ဆက်လက်ပြီးတော့နောက်ဆုံးကတ်လေးကိုကျွန်တော်ကြည့်ပေးပါအောင်မယ်နောက်ဆုံးကတ်ကတော့သူကကွဲတဲ့သဘောခွဲတဲ့သဘောဒီပါပြထားတာဖြစ်တဲ့အတွက်ခိတ္တယာယီအပြင်လမ်းခွဲသွားတာလို့အစင်မပြေလို့ဒါစကားမပြောပြစ်တာလို့စားတဲ့အခြေအနေမျိုးတွေဒီပါ ဖြစ်သွားနိုင်ပွဲရာရှိတယ်လို့ဒါကြာတာပြီးသားမျိုးများရဲ့ဒီမတ်စတာရဲ့အနေထားမှာတွေ့ရပါတယ်။နောက်တစ်ခုကအချီရီတို့အိမ်နာယူပဲတို့မှာကြီးတဲ့သူတွေရဲ့အနှောက်အယှက်တွေလည်းပဲကြုံရတတ်တယ်เนาะဒါလေးတွေကိုလည်းပဲခယူဆိုင်ဖို့လိုပါတယ်အတူပြည့်အိမ်တော်တွေတွေလူကြီးမိသားတွေနဲ့အတူတူနေတဲ့သူတွေဆိုလို့ချင်းပို့ပြီးတော့ဒီပြဿနာလေးကိုကြုံရနိုင်တယ်လို့ကျွန်တော်ထပ်ပြောလို့ရပါတယ်เนาะဒါကတော့ကြာတာပေးသားမြင်ရတဲ့အခြေအနေအိမ်တော်တွေကို hobby ကြတာပါဒါတေရောကကရရဲ့နမိတ်ပုံအား အညံ့များပါလေဂယူဆိုင်ပါလို့ကျွန်တော်ထပ်ပြီးတော့မှာချပေးလိုက်ပါတယ်เนาะအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တောက်ကြသားသမီးများတွေအခုရောက်ရှိနေတဲ့မက်စလာတလာတာရဲ့အချီအိမ်အောင်ရင်းနဲ့ပတ်သက်တဲ့ဒါတီတန်ဟော့စတန်လေးကိုကျွန်တော်အခုဟောပြောပြမှာဖြစ်ပါတယ်ရဲတောက်ကြသားသမီးများတွေအချီအိမ်အောင်ရင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်ကဒါတဲရော့ကန်လေးနဲ့ကြည့်ပြီးတော့ဒါဟောပြောပြမှာဖြစ်ပါတယ် ကိုချစ်ရသောသူရဲ့မေတ္တာတရားတွေကိုများစွာရရှိစေတဲ့အချိန်ကာလမျိုးလို့ပြောလို့ရပါတယ်အဲ့တော့ချစ်တဲ့သူရဲ့ကျင်နာမှုတွေဂယုဆိုင်မှုတွေယူရမှုတွေသူရဲ့အဲချစ်ရှင်မေတ္တာတရားတွေပေါ့နော်ကိုရှိကိုအပြည့်အဝဒါတက်ရောက်မှုရှိစေတဲ့အချိန်ကာလမျိုးကို ရောက်ရှိနေခြင်းပဲဖြစ်ပါတယ်အဲ့ဒီအခါမှာလည်းပဲမေတ္တာတရားတွေဟာပူလောင်အားတာမျိုးမဟုတ်ဘဲနဲ့အေးချမ်းရတာမျိုးပေါ့နော်အေး စိတ်အေးချမ်းသာမှုပေါ့ငြိမ်းချမ်းမှုကိုရရှိ စေနိုင်တဲ့ပုံစံမျိုးလို့ဒါပမာလို့ပြောလို့ရပါတယ်အဲ့တော့အထူးသဖြင့်ပေါ့ကိုချစ်ရတော်သူဟာကိုတဲ့အသက်အရွယ်အပြင်ကြီးခဲ့မယ်ဆိုလို့ရှင်လည်းပဲဒါသူ့ရဲ့ခယူဆိုင်မှုတွေရှိတယ်လို့ပေါ့ကိုအောင်ငယ်တဲ့သူဆိုလို့ရှင်လည်းပဲသူ့ရဲ့အပြင်နှစ်သိမ့်မှုတွေကြောင့်ပေါ့နော်အဲအစဉ်ပြေမှုတွေစိတ်ချမ်းသာမှုတွေကိုရရှိစေနိုင်လိမ့်မယ်လို့ဒါပမာလို့ကန့်နေတယ်ကြောက်လို့ရပါတယ်เนาะအဲ့တော့ဒုတိယကအနေနဲ့ကျွန်တော်တို့ဆက်ပြီးတော့ကြည်လိုက်ရအောင် အခြေရေးအိမ်တော်ရေးမှာစိတ်ညစ်စရာတချို့ပေါ့နော်အဲပြဿနာတချို့တော့ရှိနိုင်လိမ့်မယ်လို့တွေ့ရပါတယ်ဒါကကိုချင်းကိုချင်းနေနဲ့အစင်မပြေတာမျိုးပြဿနာလိုအရာမျိုးမဟုတ်ပဲနဲ့ဘေးအနှောက်အယှက်တွေကြောင့်တခြားကိစ္စတွေကြောင့်တခြားတခြားတော့စီးပွားရေးတို့နော်လူမှုရေးတို့မိသားစုရေးတို့စတဲ့ကိစ္စတွေကြောင့်ပေါ့အခြေရေးအိမ်တော်ရေးမှာအဲဝင်ရောက်ပြီးတော့ဒါစိတ်ညစ်ရလာနိုင်တဲ့အခြေအနေမျိုးလေးတွေတော့ ရှိနိုင်ပါတယ်လို့ဒါတစ်ချက်ထက်ပြီးတော့ပြောလို့ရပါတယ်เนาะအဲ့တော့နောက်ဆုံးတက်ကတ်ကိုကျွန်တော်ဆက်ပြီးကြည့်ပေးပါမယ်နောက်ဆုံးကတ်ကတော့ဘလောက်ပဲခေါင်းမှုစရာကိစ္စတွေဘလောက်ပဲစိတ်ရှုံစရာကိစ္စတွေပဲရှိရှိတခြားကိစ္စတွေမှာဘလို့အစင်မပြေမှုတွေပဲရှိရှိကိုချစ်ရတော်သူနဲ့ဒါကိုရဲ့အိမ်တော်ပဲကိုရဲ့ချစ်သူကြီးသားနဲ့ပေါ့เนาะပျော်ရွှင်တာယာကြည်နူးမှုတွေကိုဒီလအတွက်မှာများသောအားဖြင့်ရရှိလိမ့်မယ်လို့ တွေ့ရပါတယ်အဲ့တော့နောက်ဆုံးကတ်ကလည်းပဲဒါတကယ်ကောင်းတဲ့နံပါတ်ပုံမှာစစချင်းနံပါတ်ပုံလည်းပဲကောင်းတဲ့နံပါတ်ပုံဖြစ်ပါလေဂျားထဲမှာကြာနေတဲ့ကတ်ကတော့ဘေးအနှောက်အယှက်အတိုက်အခိုက်လေးတွေနဲ့ပတ်သက်ရသော၎င်းသို့မဟုတ်တခြားတခြားသောအဆင်မပြေမှုတွေပြဿနာတွေကြောင့်သော၎င်းပေါ့နော်နည်းနည်းလေးတော့ဒါချီအိမ်တော်ကြီးမှာလာပြီးတော့တက်ရောက်မှုလေးတွေသိကြရတာလေးတွေဖြစ်နိုင်ပါတယ်ဒါပေမဲ့ပြဿနာကြီးရလို့လားဆိုတော့ မဟုတ်ပါဘူး။များသောအားဖြင့်တောက်ကြသားပြည်များရဲ့အခြေရေးအိမ်တော်ကြီးဟာဒီမတ်စတလတာကာလတွင်မှစိတ်ချမ်းသာပါလိမ့်မယ်။ပျော်ရွှင်ရပါလိမ့်မယ်။တာယာကြည်နူးမှုတွေရရှိနိုင်ပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ဟောပြောပေးလိုက်ပါတယ်။အဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ စနေသားမီးများတွေအခုရောက်ရှိနေတဲ့မက်ဆာတလာတာရဲ့အခြေရေးအိမ်တော်ရင်းနဲ့ပတ်သက်တဲ့တီတန်ဟော့စတန်လေးကိုကျွန်တော်ခုဟောပြောပြမှာဖြစ်ပါတယ်။အဲ့တော့စနေသားမီးများရဲ့အခြေရေးအိမ်တော်ရေးအခြေအနေလေးကိုကျွန်တော်တဲရော့ခါလေးနဲ့စပြီးတော့ကြည့်လိုက်ကြရအောင်ဗျာ။ ကိုချစ်ရသောသူရဲ့အတွင်းစိတ်သဘောတဘာဝကိုကိုဟာနားလဲလက်ခံသွားတယ်ဆိုတဲ့ပုံစံမျိုးပေါ့ဒါမှမဟုတ်လို့ရှိရင်သူဟာပဲကိုအပေါ်ကိုကိုရဲ့ရင်ထဲကစစ်မှန်တဲ့အရာတွေကိုသဘောပေါက်သိရှိနားလဲသွားနိုင်တဲ့ပုံစံမျိုးလို့လည်းပဲပြောလို့ရပါတယ်ဒီတဲတော့ကကဗျာပရမပြောလို့ရတာကအကောင့်နမိတ်ဖြစ်ပါတယ်နောက်တစ်ခုကဒါဟာအတွင်းပြောင်းလို့ခေါ်ပါတယ်သူစိတ်ခံစားချက်နဲ့ပတ်သက်တဲ့ ါမှန်ကန်တဲ့ပေါ့နော်သဘောသဘာဝကို ရှုမြင်တဲ့အနေအထားလို့ဆိုလို့ရပါတယ်ဒါကြောင့်မလို့အဲကိုချေရတော်သူရဲ့အခြေအနေတွေသဘောတရားတွေကိုသူ့ရဲ့အတွင်းစိတ်သဘာဝကို သိရှိနားလည်သဘောပေါက်သွားတာနားမမဟုတ်သူ့ဟာပဲကိုယ့်ဘောကိုအဲ့ဒီလိုပုံစံမျိုးဖြစ်သွားတာပေါ့နော်ပြောလို့ရပါတယ်ဘာပဲဖြစ်ဖြစ်ဒီတဲတော့ကကနမိတ်ကအကောင့်နမိတ်ပုံဖြစ်ပါတယ်ဒုတိယကလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်ပြပါဦးမယ်နော် အချစ်ရီးတို့အိမ်တော်ကြီးဘက်တို့မှာဘီးအနောက်ရှက်တီရှိနိုင်တယ်ကိုရီတဲကိုပို့ပြီးတော့အင်အားကြီးတဲ့သူတို့ပါဝါကြီးတဲ့သူတို့ရဲ့အနောက်ရှက်ပေါ့နော်အတိုက်ခိုက်ကြီးကြီးမားမားတွေကြုံရနိုင်ပါတယ်ဒါပေမဲ့အဲ့ဒါဟာတခဏတာပါပဲအုံအုံတိုင်းတိုင်းနဲ့အနောက်ရှက်တီဝင်လာနိုင်ပဲပြီးတဲ့အခါမှာလေထဲမှာမိโกငွေပြည့်တယ်လို့ပေါ့နော်ပြက်ပြဲပြီးတော့ပြက်ွယ်သွားပါလိမ့်မယ် ဒါတော့မလို့ဒီ၃လပိုင်းထဲမှာစနေသားမိများရဲ့အခြေတို့အိမ်တော်ယူဘက်တို့မှာကြီးကြီးမားမားအနှောက်ယှက်တွေတော့ရှိလာနိုင်တယ်ဝင်လာနိုင်တယ်ကိုချင်းကိုချင်းမတည်ဘူးလို့ကျွန်တော်ပြောတာမဟုတ်ဘူးเนาะဘေးအနှောက်ယှက်ကြီးကြီးမားဝင်လာမယ်လို့ဆိုခြင်းဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအနှောက်ယှက်ကလည်းပဲတခဏပါပါပဲတိတ်ပြီးတော့စိတ်ထဲမှာစိုးရိမ်ပူပင်နေကြမလို့ပါဘူးပြီးရင်သူကလည်းသူ ကွေပြောက်သွားလိမ့်မယ်လို့ပြောလို့ရပါတယ်။နောက်ဆုံးတဲရော့ကလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်ပြပါဦးမယ်နော်။နောက်ဆုံးတဲရော့ကကတော့သူကအမှန်တရားနဲ့သစ္စာတရားကိုကိုးစားပြုလာတဲ့ကပ်ဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီချိန်ကာလအတွင်းမှာစနေသားမီများအနေနဲ့ပေါ့နော်။ကိုချစ်ရသောသူကိုကိုတကယ်ချစ်တယ်ဆိုရင်သစ္စာရှိဖို့သစ္စာထားဖို့ဟာအလွန်ပဲအရေးကြီးပါတယ်။အဲ့တော့အဲစိတ်ကြွေရာမှာပေါ့နော်။ဖောက်လဲဖောက်ပြန်မှုတွေ လုံးဝလုံးဝမလုံမိပါစေနဲ့ရှိခဲ့မယ်လုံခဲ့မယ်ဆိုအဲ့ဒါတွေကချက်ချင်းမဟုတ်တော့မှပဲအနည်းနဲ့အများဆိုသလိုပြဿနာကြီးတစ်ခုရဲ့လို့ဖြစ်လာနိုင်ပါတယ်ကိုဘက်ကမှန်ကန်မှုရှိတယ်เนาะဒါသစ္စာရှိနေတယ်ဆိုလို့ရှိရင်เนาะအားလုံးအခြေအနေကောင်းပါတယ်ဒါမှမဟုတ်ကောင်းခြင်းဆိုခြင်းအခြေအနေဟာကိုယ့်အပေါ်မှာလည်းပဲအများကြီးမူတည်နေပါတယ်လို့ဒါစနေသားမိမကိုခေါ်ပြောပေးလိုက်ပါတယ်ဒါတော့အဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်